ချဲမိုင်းမကောင်းတာကြောင့်ဆင်းရုံတရတဲ့အကြောင်းကိုလူတွေပြောအောင်လို့အတိပေးလာတဲ့ယုံနေပြည်သက်ကြီးတွေဆိုတော့တ িয়োগ ဆောင်ယုံလေးလို့ပြောလိုက်တာနဲ့မသိသူမရှိတော့ပါပဲတချိန်ကဆိုတော့ယုံလေးဟာဆိုရင်လူတွေရဲ့မျက်မှောင်ကျိုးမြင်ကတ်တာကိုခံနေကြရသူတို့ပါယုံလေးကသူခက်ခဲတွေကြုံတွေ့ရပြီးတိုင်းပြောနေကြတဲ့သူတွေကြောင့်တော်တော်လေးကိုစိတ်မကောင်းဖြစ်နေရတာပါလူမုံများရတာကလည်းယုံလေးကအမှုပညာလုပ်တွေလုပ်နေတာပါမစီမဆိုင်နိုင်ငံတွေပါပါလီယံကပိကျက်လုပ်ခါ CIA ထားရတဲ့တူတူတန်လုပ်နေကြအောင်ဖြစ်ပါတယ်ယုံလေးဟာဆိုရင် ဆိုတော့ဘွားမှာသချင်းနေသားထွက်လာရင်ပရိသတ်တွေအပိမှုထင်သလားမရခဲ့လို့အစိုးရဘက်ကရန်နာထားခဲ့ပါရင်ဂျုံလင်းဟာသူနာမည်ရအောင်လို့ရုပ်ရှင်လောကကိုဆက်ရှောက်ခဲ့ပါရင်ဂန်စတာရုပ်ရှင်ထဲမှာဂန်စတာဆိုတဲ့အတိုင်းသာတရုတ်ဆောင်နေအလုံးဟာလူမိုက်တွေနေနဲ့တရုတ်ဆောင်ထားကြပါရင်ဂျုံလင်းဟာလူမိုက်နေနဲ့တရုတ်ဆောင်ခဲ့ပေမယ့်သူရဲ့တရုတ်ဆောင်ညံ့မှုတွေကြောင့်အပိမှုတွေတိတ်မရရှိခဲ့ပါဘူးဒါပေမဲ့ဂန်စတာရုပ်ရှင်ဇကာကြီးကတော့အောင်မြင်မှုရတာနာမည်ကျော်ချောင်းခဲ့ပါရင်ဂျုံလင်းဟာဒီလိုဆိုတော့ဘွားမှာမအောင်မြင်တဲ့အတွက်တရုတ်ဆောင်ဘွားကိုကူးပြောင်းခဲ့ပေမယ့် ထင်းတော့လည်းအောင်မြင်မှုတွေမရရှိခဲ့ပြန်ပါဘူး။အဲ့နောက်ပိုင်းမှာယုံလင်းကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တချင်းတစ်ပုတ်ကြောင့်လည်းသူ့လူတွေကမုန်းသွားခဲ့ပါတယ်။ဒါကြောင့်လည်းယုံလင်းဟာမီးလောင်ရင်တော့မှလူတွေကယုံလင်းမပါဝင်သွားပါကိုစိတ်မကောင်းဖြစ်ရတဲ့အထိပဲဖြစ်ပါတယ်။အခုခါမှာတော့ဆိုတော့ယုံလင်းကသူ့အနေနဲ့ငငယ်ကလေးကပြပြတီးတီးနေခဲ့တာကြောင့်ခုချိန်မှာယောဂမရရင်များပြီးတော့စားပြေတောက်ချင်တာမှမရတော့ကြောင်းသိအောင်လည်းမကြခဏပြနေရတာကြောင့်မကြခင်သိဆုံးသွားနိုင်တယ်လို့သူ့မုံလေးကြားရဲ့လူတွေဝမ်းတာနိုင်ပါပြီဆိုပြီးဆိုရုံလေးကပြောလာတာပဲဖြစ်ပါတယ်။